ေးရအောင်ကြံ့မြင့်ပါပါ။ ပေါ်ပြတာလေးကတော့ဆွေးဖြစ်စဉ်လေးကလေဖုံးဆက်တဲ့တိလာတာကြီးရဲ့တမီးရဲ့ဆစ်ဆက်ပွဲနေလို့လားမသိဘူးအဲ့အရန်အံ့ဩသွားတယ်ဆစ်ဆက်ပွဲနေကအမှန်တိုင်းပြောရရင်တိတ်မများမဖိတ်ဘူးလေသူပေါ်လေသူအရန်ချရခင်ရလူလောက်ပဲရင်းနှီးရဲ့လူလောက်ပဲဖိတ်တာဆိုတော့အဲ့ဒီရင်းနှီးရဲ့သူတွေမှာကုပါတယ်ဆိုတော့လေအရန်ဝင်ဝမ်းတာပီတီဖြစ်ပါတယ်အမှန်တိုင်းပြောရရင်ဟိုစားတားငယ်ရောအော်စား စုပြည်စုပြည်လေးကိုဟောတာတိုင်ရဟိုးငငယ်လေးတွေကချစ်လာတာချစ်လာတဲ့သူတွေဖြစ်တဲ့အတွက်အဲ့ဒါအခုလိုမျိုးသူတို့ရဲ့တင်းတင်းကြပ်ကြပ်ပေါ်တော့အဲ့လိုမျိုးလေးဆစ်ဆက်တယ်တောင်းရမ်းတယ်မင်္ဂလာဆောင်တယ်အဲ့ဒါလေးတွေအတွက်အိမ်မှာကိုဖိတ်ကြားခံရတဲ့အတွက်လည်းခုံယူပါတယ်လို့အမှန်တမ်းပြောတာကြီးကမနေ့ကမိုင်းဆိုးနဲ့လုတ်ကိစ္စဟိုဟာဖြစ်နေတဲ့အဲကိုင်းမှာတွေ့တော့လေမာယူလေ မာကြီးလို့တမီးရလေလို့တကယ်မသိတာလို့သူကလေသူတို့နှစ်ယောက်ကလေ confirm ဆိုတော့မာလို့ကိုကလေဟဲ့တကယ်ကြီးလားဆိုအဆိုးပြေကိုလေစားပို့လိုက်တယ်ဆိုပြေအဲတကယ်ကြီးလားအတကယ်ကြီးပေါ့အဲဆိုလို့ရှိရင်အလူလေးလောက်ဆိုလောက်ပဲလောက်ပဲအဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးလေးပေါ့ဟိုသူတို့နှစ်ယောက်အဲ့လိုမျိုးအရင်ကအဲ့လိုမျိုးပြိဿတ်တွေဘာညာပြောနေတော့လေကိုကလေမင်းဒါပြိဿတ်တွေဒီလိုပဲရှောက်ထင်းရမြင်ရပေါ့နော်မင်းသားမင်းသမီးအတွဲကိုအဲ့လိုပြောတာလို့တကယ်ဖျားဆူး ထင်ခဲ့တာအဲ့လိုမျိုးသူတို့ပါဇက်က confirm ဆိုပြီးတော့အဲ့လိုပြောလိုက်တော့မှပဲလေခေါ်လေအိုးတကယ်ကြီးပါလားပေါ့နော်ဆိုတော့အဲဘာပဲပြောစုပြည့်ကိုလည်းပြောထားတယ်လေဖက်ရမယ်နော်လို့ပွဲ၆ပွဲရှိ၆ပွဲလုံးဖက်ရမယ်မဖက်လို့ရှိလို့ရှိရင်အတင်းလာပြီးတော့နောက်ဖွေးပေါက်ကတက်ပါတယ်အဲ့ကြသူကြောက်ပြီးတော့ဖက်ရအခု၆ပွဲလုံးတက်ဖြစ်မှာပြောလို့ရအဘဘူးသူအခုလောလောဆိုတော့၂ပွဲဖိတ်ထားတယ်ပေါ့နော်ကျန်တဲ့၄ပွဲကအဲသူသူမဖိတ်လဲကိုကနောက်ဖွေးကတော့တက်ပြီးတော့လေတောင်းချမ်းမယ်လေဒါစုပြည့်တစဉ်ဆိုတော့လေ မင်းသားမင်းသမီးတွေမင်္ဂလာဆောင်ရင်လေအဲ့လိုရုပ်ရှင်ရိုက်နေရလို့ပဲထင်ရသိရမလားအဲ့လိုမျိုးပဲလေဟိုရုပ်ရှင်ရိုက်နေတဲ့လူမျိုးလေးပဲထင်ရတာဆိုတဲ့အတွက်အခုလိုတွေ့ရတော့လေဝမ်းသာပါတယ်ဘာဖြစ်ဆိုဆိုပြေတို့တန်းငယ်ကငငယ်လေးရချစ်ရတဲ့သူတွေမျိုးလေလူသမီးဝတ်စုံလေးနဲ့တွေ့ကိုမြိတ်အောင်ဝင်တာဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့လေဟိုကိုကမိဘနေရာနေပြီးတော့ခံစားပြီးတော့ညိတ်ရအောင်ကြမြင်မှာပေါ့ဩဥစ္စာတန်းငယ်ရောဩဥစ္စာလေး သမီးညီမလေးစုပြည့်တော်အတွက်ရန်ကိုဝမ်းသာဂုဏ်ယူမိပါတယ်။ဘာပဲပြောပြောအမှုပညာညီကိုမောင်နှမအချင်းချင်းတွေအဲ့လိုဟိုလက်ထက်ထိမ်းများကြတဲ့ပွဲလေးမှာအဲတာကြီးလိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်။အာဟိုဘယ်လိုခေါ်မလဲဆိုတော့ဒီလေးဒီမယားပေါ့ဟောင်းမင်းအောင်ပေါင်းရပါစေ။ နောက်ပြီးပြည်စုံကုန်လုံးကြွားချမ်းသာပြီးတတနာပြင်နိုင်ပါစေအဖေနှစ်ဖက်စလုံးကလေမိပါတွေလည်းရှိကြတဲ့အခါကျတော့ပြီးစုံဖဆုံနဲ့အာတတနာပြင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်ရှင်